အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်း YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ Channel ကမိဘပြည်သူတွေကြားထဲမှာအဖြစ်များတဲ့ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့သွေးတို့ယောဂာနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ရမယ့်အစားအစာ73မျိုးကို တင်ဆက်သွားမှာဖြစ်ပါတယ်သွေးတို့ယောဂာအတွက်ဆင်ခြင်ရမယ့်အစားအစာများအကြောင်းမပြောမီအရင်ဆုံးသိရမည့် အချက်မှာပုံမှန်နေ့စဉ်လိုအပ်တဲ့ဆိုဒီယမ်စားဓာတ်ပမာဏအကြောင်းပဲဖြစ်ပါတယ်လူတယောက်အတွက်ပုံမှန်နေ့စဉ်လိုအပ်တဲ့စားဓာတ်ပမာဏကလက်ဖက်ရည်ဇွန်းတစ်စွန်းစာ 6g ဖြစ်ပါတယ်။ဒါပေမဲ့လူအများစုပုံမှန်စားတဲ့စားဓာတ်ပမာဏအရေအတွက်ကတော့လိုအပ်သည့်ထက်ပိုများ၍ ။တနေ့လျင် 8g နှုန်းအကြမ်းမြင့်တွေ့ရပါတယ်။ထိုကဲ့သို့စားဓာတ်ပမာဏပိုများစွာ စားသုံးခြင်းအတွက်ကြောင့်သွေးကြောများတဲ့တွင် စားဓာတ်ကရေများကိုပိုမိုဆွဲဆောင်ခြင်းဖြစ်စေပါတယ်။ထို့ကြောင့်သွေးကြောများတဲ့တွင်ရေပမာဏပုံများလာက သွေးပောင်ချိန်များတက်၍သွေးတို့ရောဂါကိုဖြစ်စေပါသည် ဒါကြောင့်သွေးတိုးယောဂရှိသူတိုင်းအငံများသောအစားအစာများကိုဦးစားပေး၍စင်ကျင်သင့်ပါသည်။နံပါတ်1အနေနဲ့အစားများသောအငံဓာတ်ပါဝင်မှုများသည့်အစားအစာများဖြစ်ကြတဲ့ငပိ၊ငချောက်၊ပဇွန်ချောက်၊ငပိတောင်၊ငပိရည်၊ငပိကြော်စသည့်အငံဓာတ်ပါဝင်သည့်အစားအစာများကို စင်ကျင်ပေးရပါမည်။ ုတိယဆင်ခြင်ပေးရမယ့်အစားအစာတွေကတော့စားများထည့်၍ကြာရှည်တူလောင်ပြီးပြုတ်လုထားသောအစားအစာများဖြစ်သည့်ရှမ်းခြင်း၊ပဇွန်ခြင်း၊ငချင်း၊ပုန်းရည်ကြီးနှင့် ပဲပုတ်အစားရှိသည့်အစားအစာများပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့သတိပြုရမည့်အချက်မှာ မြန်မာပြည်တွင်အစားများသောမုန်ဟင်းကအုံနုတ်ခောက်ဆွဲအတုတ်ဆုံးစသည့်အစားအစာများတွင်ငံမြာရီထည့်စားခြင်းကိုအထူးသတိပြုဆင်ခြင်ပေးရမှာဖြစ်ပါတယ်။နံပါတ်၄ချက်အနေနဲ့ကတော့စားရလွယ်ကူအောင်ပြုလုပ်ထားသောအသင့်လုံအစားအစာများပဲဖြစ်ပါတယ်။ ထို့သောစားရလွယ်ကူအောင်ပြုလုပ်ထားသော အသင့်လုံအစားအစာများတွင်စားဓာတ်များလွန်ကဲစွာ ပါနေသည့်အတွက်ကြောင့်ဆင်ခြင်ပေးရမှာဖြစ်ပါတယ်။ဥပမာကြက်ဥကြောင်၊ဝက်ဥကြောင်၊ဝက်ပောင်ကြောင်၊စီတဘူးအစားအစာများခောက်ဆွဲကြောင်ခောက်ဆွဲကြောင်နှင့်တွဲပါသောဟင်းကြုံမုံတုံငရုတ်စီနှင့်ငါးတစ်တာတို့ပဲဖြစ်ပါတယ်။နံပါတ်5ဖတ်ဖူးဒ်လို့ခေါ်တဲ့အမြန်ပြင်းအစားအစာများ fast food လို့ခေါ်သောအမြန်ပြင်းအစားအစာများတွင်လည်းစားတတ်များလွန်ကဲစွာပါနေတတ်ပါれဥပမာဘာဂါပီဇာအာလူးကျောင်းကျော်အစားရှိသည့်အမြန်ပြင်းအစားအစာများကိုလည်းဆင်ခြင်ပေးရမှာဖြစ်ပါれနံပါတ်6 frozen food ဟုခေါ်သောအေးခဲထားသောအစားအစာများ frozen food ဟုခေါ်သောအေးခဲထားသောအစားအစာများတွင်လည်းရေခဲတစ်တာတဲတွင်ကြာရှည်သိမ်းဆဲနိုင်ရန်စားဓာတ်များလွန်ကဲစွာထည့်သွင်းထားသည့်အတွက်ကြောင့်ဆင်ခြင်ပေးရမှာဖြစ်ပါသည်ယခုတင်ပြခဲ့သောအစားအစာများမှာအငံဓာတ်လွန်ကဲစွာပါဝင်နေသည့်အတွက်သွေးတိုးရောဂါအားပိုမိုဆိုးဝါးစေနိုင်သည့်အတွက်ကြောင့်ဆင်ခြင်ပေးရမှာဖြစ်ပါသည်။ ဆက်လက်ပြီးတရားသက်များသောအစားစာများနှင့်အစီများသောအစားစာများအကြောင်းကိုတင်ပြသွားပါမယ်။တရားသက်များသောအစားစာများနှင့်အစီများသောအစားစာများက သွေးတိုးယောဂါဘောကိုဓာတ်ရိုက်တိုက်ရောက်မှု မရှိတော့လေကိုယ်လေးချိန်ကိုမြင့်တက်စေပါရဲ့။ ထို့သို့ကိုလေးချိန်ကိုမြင့်တက်စေခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးအနေနဲ့သွေးတိုးယောဂါကိုဖြစ်စေခြင်းဖြစ်ပါတယ်။နံပါတ်9 sugary food ဟုခေါ်သောတရားသတ်များသောအစားအစာများတခြားတဲ့လွန်ကဲစွာပါဝင်သောအစားအစာများမှာမုံမျိုးစုံ၊ဒိုနတ်မုံ၊ကိတ်မုံတို့ပဲဖြစ်ပါရဲ့ ဆက်လက်၍အစီများသောအစားအစာများကိုပြောပြပါမယ်။နံပါတ်၈အနေနဲ့စီအမြောင်များတဲ့တွင်ထည့်ကျော်ထားသော စီကျော်အစားအစာများကိုရှောင်ပေးရမှာဖြစ်ပါတယ်။နံပါတ်6အနေနဲ့အစီများသော အနေရောင်ရှိသော အသားများဖြစ်သည့်အမဲသားဝက်သားစိတ်သားတို့ကိုလည်းစင်ကျင်ပေးရပါမယ် နံပါတ်30နှုတ်ထွက်ပစ္စည်းများနှုတ်ထွက်ပစ္စည်းများဖြစ်ကြသည့်အစီမထောက်ရသေးသောနွားနို့ထောပတ်နှင့်ဒိန်ငယ် cheese များတွင် ခန္ဓာကိုယ်အတွက်မကောင်းသောအစီများ ပါဝင်နေသည့်အတွက်ကြောင့်ရှောင်ပေးရပါမည်နံပါတ်7တကြားဓာတ်များသော ဖြော်ရည်များ နမတ်၁၁အနေနဲ့တဘာဝတည်တည်တစ်ဖူများမှာဖြောဆက်ထားသောတည်တည်ဖြော်ရည်များမဟုတ်သည့်တကြားတတ်များလွန်ကဲစွာပါဝင်သည့်ဖြော်ရည်မျိုးစုံကိုလည်းရှောင်ပေးရပါမည်။နမတ်၁၂ကော်ဖီကော်ဖီတောက်ချင်းဟာကျန်းမာရေးအတွက်ကောင်းကျိုးများရတယ်ဆိုပေမဲ့ကော်ဖီအလွန်ကျွံတောက်ချင်းဟာ သွေးတို့ယောဂါကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ကော်ဖီအလွန်ကျွံတောက်ခြင်းမှာဆင်ခြင်ပေးရပါမယ်။နံပါတ်73အရက်နံပါတ်73အနေနဲ့အရက်အလွန်ကျွံတောက်ခြင်းဟာလေသွေးတို့ယောဂါကို ထိခိုက်စေနိုင်သည့်အတွက်ကြောင့်တဲ့မှာသွေးတို့ယောဂါရှိလျင်အရက်အလွန်ကျွံတောက်ခြင်းမှာဆင်ခြင်ပါ။ အခုတင်ဆက်ပေးလိုက်တာကတော့သွေးတိုးယောဂါရှိသူတိုင်းရှောင်ရမည်အစားအစာ73မျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ channel ကမိဘပြည်သူများအတွက်အကျိုးရှိမယ်စေဝါများအကြောင်းနှင့်ကျမ်းမာရေးဘုဒ္ဓတများကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစီ။ အမြဲချမ်းမာဖို့ဒေါက်တာကောင်းကိုကြည်ကြားစို့